လူငယ်တွေအနေနဲ့ခေါင်းဆောင်ဖြစ်ချင်တာထက်တာဝန်ထမ်းဆောင်တာကိုပဲဖြစ်စေခြင်းပြီးတာဝန်တည်ရမှုရှိမှကိုကိုကိုယုံကြည်မှုရှိမှအောင်မြင်တိုးတက်နိုင်မယ်လို့ NLD ဗဟိုလူငယ်တွေကျင့်ပါတဲ့မြမလွတ်လပ်ရေးဖခင်ကြီးဘိုးကျုပ်အောင်ဆန်းရဲ့နှစ်တရာပြည့်မွေးနေ့အကျိုးဂုံပြုဖြော်ပြပွဲမှာဒေါအောင်ဆန်းစုကြည်ကတိုက်တွန်းလိုက်ပါတယ်။လူငယ်တွေအနေနဲ့ဘိုးကျုပ်အောင်ဆန်းနှစ်တရာပြည့်မွေးနေ့ကိုစဉ်းစားတဲ့အခါတူးချင်းအနေနဲ့ကို့အသက်တရာပြည့်တဲ့အခါလူတွေကကို့ကိုဘယ်လိုမှတ်မိစေချင်ကြမလဲ။ တိုင်းပြည်ကိုအပြိုးပြုနိုင်ဖို့ရှိလားဆိုတာထည့်သွင်းစဉ်းစားစေချင်တယ်လို့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်အောင်ဆန်းစုကြည်ကဒီဇင်ဘာ20ရက်နေ့ကပြည်သူ့ရင်မြန်မာကျင်းပတဲ့ယာပြည့်အကျိုးဖျော်ဖြေပွဲမှာပြောဆိုခဲ့ပါတယ်။အခုပြပေးရဲ့အနှစ်တရာပြည့် မွေးနေ့ကိုစဉ်းစားတဲ့အခါကျရင်တူဦးချင်းတူဦးချင်းဟာငါတို့အသက်တရာပြည့်တဲ့အခါကျလို့ရှိရင်ငါတို့ဘယ်သူတွေကမှတ်မိကြမလဲ။မှတ်မိတဲ့အခါကျရင်ဘာတွေအတွက်မှတ်မိကြမလဲ။ ငါတို့ကနှစ်တရာပြည့်တဲ့အချိန်မှာဆိုလို့ရှိရင်ငါတို့တိုင်းပြည်ကို အကျိုးပြုနိုင်ဥမာလားဆိုတော့စဉ်းစားစီခြင်းတယ်။လူငယ်တွေနိုင်ငံရေးကိုစိတ်ပါဝင်စားကြဖို့ထပ်တလဲလဲပြောနေရတာဟာနိုင်ငံရေးကလူတိုင်းနဲ့သက်ဆိုင်လို့ဖြစ်ပြီးတချို့တွေကနိုင်ငံရေးဆိုတာမကောင်းဘူးလို့ပြောသူတွေရှိတဲ့အပေါ်ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံရေးလို့သူတချို့ညစ်ပတ်တာဖြစ်ပြီးနိုင်ငံရေးကညစ်ပတ်တာမဟုတ်ဘူးလို့ဆိုပါတယ်။တန်ရှင်းတဲ့နိုင်ငံရေးတိုင်းပြည်ပေါ်စေတနာထားတဲ့နိုင်ငံရေးကိုလုပ်ပြီး ဂုဏ်ယူကြပါလို့တိုက်တွန်းခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုလူငယ်အဖွဲ့ကကြီးမှုကျင့်ပါတဲ့ဗိုလ်ချုပ်မွေးနေ့ရာပြည့်အကျိုးဖျော်ဖြေပွဲမှာတီလီဒီရဲ့အငြိမ်ဖွဲ့နယ်တူပြဇက်တွေတချင်းတွေနဲ့လည်းတီဆိုဖျော်ဖြေခဲ့ကြပါတယ်။ NLD နာယကသူရဦးတင်ဦးကဗိုလ်ချုပ်မွေးနေ့ရာပြည့်အခမ်းအနားတွေကျင်းပတဲ့အခါရှေ့မှာကြော်ဖြတ်ရမယ့်အဟန့်တားတွေကိုအောင်မြင်စွာကြော်လွှားဖို့အောင်မြင်ရမယ်ဆိုတဲ့စိတ်ဓာတ်ထားရှိဖို့ဆိုတဲ့အချက်နှစ်ချက်ကိုလက်ကင်ထားပြီးပြုလုပ်စေခြင်းနဲ့လို့တိုက်တွန်းခဲ့ပါတယ်။ လူငယ်တွေအနေနဲ့ဒီရည်ရွယ်ချက်နှစ်ခုနဲ့စ조사လုံးမှန်ဖို့ပါတီဗဟိုလူငယ်တွေကိုပြောဆိုခဲ့ပါတယ်။ဖခင်ဗျောအောင်စာဘွေးဒီနှစ်တရာဖြင့်အခါကားကိုအစိအုံကြီးပွားစွာမဲ့လာမဲ့ရှေ့ဖြတ်ကျော်မဲ့အရာတာအတားစီပိတ်စကိုအောင်မြင်စွာကြော်ရွက်အောင်မြင်မယ်ဆိုတဲ့ဥစ္စာပထမရည်ရွယ်ချက်ဒုတိယရည်ရွယ်ချက်ကတော့ဒါကိုအောင်မြင်ဖို့ဘုရားဥက္ကရာပြောဆိုတဲ့အတိုင်းပဲစိတ်ဓာတ်ကအရေးကြီးပါတယ်။ စိတ်တချင်ရအောင်မြင်မယ်အောင်မြင်မယ်လို့စိတ်တကဆုံးပြရင်လာမဲ့ဖွဲတဲ့ပွဲတွေမှာဝရတရားလာရင်တရားအောင်မြင်မယ်ဆိုတဲ့စိတ်တနဲ့ဆက်ပြီးတော့ကြိုးပမ်းလုပ်မတော်ဖို့အတွက်မဟုတ်လူပဲဘဝကိုလင်းလင်းနဲ့နဲ့တိုက်တွန်းနေကုန်ဖြစ်ပါလေ